အမျိုးတွေကောင်းလောတဲ့နေခင်မှာကဒီနေ့ဟာ3ရက်စရလာပိုင်း2000နဲ့မှ25ဖြစ်ပါလေဗျဒီနေ့တော့လူတော်အမတ်ဒီအကြောင်းနဲ့အဆင့်အဆင့်လေးတဲ့အကြောင်းလေးပဲပြောပြပါမယ်ဗျာနော်ဒီနေ့ဟာဦးသေးစကိုင်းရောက်သွားစကိုင်းကိုရောက်သွားတော့ အဲပဲသခိုင်းအကြောင်းတစ်ကြောင်းမှာဘုကျော်ကြီးတက်ပေါ်လဲရောက်နေတာပေါ့နော်ဘုကျော်ကြီးတက်ပေါ်လဲရောက်နေတယ်သခိုင်းဘုကျော်ကြီးတက်ပေါ်ရောက်နေတဲ့သူကအထွက်ဦးစင်းရအဝင်သခိုင်းလည်းဦးစင်းကိုမြင်မုံကြပါတယ်မြင်တော့သူတို့အားရရှိရသွားပြီးမှခဏနေတော့ကားပြတ်လှဲ့လာ အလာဘာတလာဘာပြောရတော့ဆိုရတော့ဘုဇုံတက်ပုံဒကာကြီးလို့မစီယုံနဲ့အခါမှာနော်လို့ဒကာကြီးပုံရိပ်ဒီနည်းနည်းလေးဘုံဘုရားတဲ့ဘုရဝါဒပဲလောက်ရတယ်ဗျာတဲ့ပုံရိပ်တဝါတို့ဘာဖြစ်လို့လဲဆိုတော့တဲ့တပည့်တော်ကတော့တပည့်တော်ကတော့အရေးမကြီးပါဘူးဗျာတဲ့အဲ့အန်နေပြုခံရမှာလည်းအရေးမကြီးပါဘူးတဲ့ ပြည်သူလူထုတွေပြည်သူတွေအတွက်စိတ်ပူတယ်ဗျာတဲ့လူပြည်သူလူထုတွေဒီလိုရွေးကောက်ပွဲလာတယ်ရွေးကောက်ပွဲအားပြီးလို့ရှိရင်၎င်းဆောင်ပိုင်းတွေဘာတွေကိုအန္တရာယ်ပြုတယ်ဗျာတဲ့ဒါကြောင့်ပါဗျာတဲ့ဒီလိုပြည်သူတွေကိုငှက်ညာတော့အားဖြစ်ပါဗျာတဲ့လူကြီးတယောက်ရဲ့စကားပေါ့နော်လူကြီးတယောက်ရဲ့လူစီယုံနိုင်တယ်အကုန်လုံးနိုင်တယ်ဒါပေမဲ့ ပြည်သူတွေကိုငဲ့ညာတော့အဖြစ်သခိုင်းမှာတော့ဒီကောင်နဲ့ပဲခြေနေလို့ဖြစ်နေတယ်။ဘာဖြစ်လဲဆိုတော့အခြားအခြားပါတီတွေကလည်းဝင်တော့ပြိုင်ကျင်နေအနိုင်တော့လိုချင်နေတို့တော့အမှတ်ကြီးတော့ဖြစ်ချင်နေဒါတို့တွေစီယုံကြအောင်စီယုံကြအောင်နော်မစီယုံကြအောင်ဝင်မစင်းရအောင်ပေါ့ဤလူနဲ့ထိတွေ့မှုမလုပ်ကြအောင်ပေါ့ အဲ့ဒါကြောင့်ပါဗျာတဲ့အနဲ့ဟာအနဲ့ကျဲလေးပဲအဲ့ဒါလေးတော့ရှိပါတယ်ဗျာတဲ့ဒဂါကြီးလို့ဒဂါကြီးမှာအနဲ့ကျဲမရှိပါဘူးလို့ဒဂါကြီးနဲ့ကြောက်ကလည်းခုမှတွေ့ဘူးလားလို့ခုမှတွေ့တာဒါနဲ့ခမရဲ့လှုပ်ဆောင်ချက်တွေခမရဲ့ပြည်သူပေါ်မှာထားတဲ့စိတ်ဓာတ်တွေစိတ်ကိုဟာလို့ငလျင်မှာကတဲ့ကဥစဉ်ကတိပါတယ်လို့ဒဂါကြီးယာရုနဲ့ဒဂါကြီးရဲ့နော်ဒဂါကြီးမျိုးဒဂါကြီးယာရုအစင်နေဗျာလို့ တခါတည်းရုံကန်ကြီးတွေကနေညွန့်ခိုင်းလို့ရဒါပေမဲ့တခါကြီးရုံကန်ကြီးတွေကလည်းညွန့်မခိုင်းဘူးလို့တခါကြီးကိုယ်တိုင်မဲ့ရှေ့ကိုသွားတယ်ရှေ့ငလျင်ပြီးတဲ့နေရာရဲ့သွားတယ်လိုအပ်ချက်တွေတခါကြီးကိုယ်တိုင်စွန့်နိုင်တယ်များလောက်ခဲ့ပြီရဲ့လို့အဲ့ဒါတွေကပြည်သူ့ရဲ့မေတ္တာကိုတခါကြီးပြန်ရမှာပါလို့ပြည်သူ့ရဲ့မေတ္တာကိုပြန်ရမှာအခုလည်းအတက်လက်ကြီးပါပြီနော်ဒါလည်းအခုလည်းနေမနာမနမိုးလေးပြီဆိုကြရတယ်ပြည်သူတွေနဲ့ထိတွေ့တယ်ရဟန္တာကတော်တွေဘာဆရာတော်တွေဘာလိုအပ်တယ်လဲ လိုအပ်တဲ့အရာဆရာတော်လေးနဲ့ထိတွေ့တယ်ငိမ့်နေရတာဝမ်းသာပါတယ်အနေကဝတ္တုတ္တဘုရုံနဲ့စကားပြောရရင်တော့နိုင်ခွဲလောက်တော့ရှိသွားမှထင်တယ်ဗျာနော်အဲ့ဒါလည်းဦးစင်းတို့ဘောက်ဒီဦးစင်းတို့ရောက်ပါတော့ဗျာအဆင်အဆင်ရိုက်ခါလေးလိုအပ်တဲ့အရာရဲ့ကောင်းဆိုရတော့မဟုတ်မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လူကြီးတယောက်နေနဲ့ပောက်ကိုတော့ဗာပြောချင်တာလဲဆိုတော့လူသဘောပေါက်မှာပဲလေ တခါကြီးကျုပ်တို့တိုင်းမှုကိုပြောပြပါဦးပေါ့ကျုပ်တို့ပေါ့မြို့နယ်မှာဟုတ်လားဘယ်ဦးပဲပေါ့မြို့နယ်တောင်ပိုင်းမှာဘီရုစစ်တီမှာလိုအပ်တဲ့အရာတွေရှိတယ်။သားနဲ့ရိတ်ခိုင်လိုအပ်တယ်၊ဂျန်နဲ့အရာလေးတွေလိုအပ်တယ်။ဂျန်နဲ့အရာလေးတွေဖြည့်ဆည်းပေးမယ်၊သားနဲ့ရိတ်ခိုင်တာဖြည့်ဆည်းပေးမယ်ဆိုရင်ကျုပ်တို့ပေါ့နေသူပေါ့နေတာဟုတ်လားတိုင်းမျိုးတကယ်ငြိမ်းရစေခြင်းနဲ့ပြည်သူစေပတ္တစာတွေအဲ့မစသားရရှိရဲရှိတဲ့ခရင်ဆိုင်မှာမဟုတ်ဘူးရှင်းရတဲ့ဖိုင်ရတဲ့ခြာရတဲ့အကြောက်ဘူး ါးလေးတွေဥသေးပြောပြတာပေါ့ဗျာနော်ပြောပြတာပေါ့အဲ့လိုတော့မပြောခဲ့ပင်နဲ့လေဒါပေမဲ့တကယ်အောက်ကနေအဆင့်အဆင့်လိမ့်နေတယ်ဒါမှမဟုတ်တိုင်းမှုတွေရမယ်မတိကြအောင်စောင်းနေရလားအခုဆိုရင်ပွင့်လဲရတွေရောက်လာပြီပွင့်လဲရတွေရောက်လာပြီပွင့်လင်းတဲ့ချိန်ရောက်လာပြီအဲ့အချိန်ရောက်လာတဲ့အခါမှာတော့မှခင်ဗျားတို့တွေ့ကြည့်ပြလို့စစ်ကြောင်းတော်မှနိုင်ခွဲ့နေရတော့ရိတ်ခါဘာလို့မပုံနိုင်ရမှာလဲလို့ အဲ့တော့အောက်ကလည်းအစစ်အစင်လေးအစစ်အစင်လေးလိမ့်နေကြတာလိမ့်နေကြတာလို့ရိတ်ခါဆိုရလဲပေါ့မြို့မှာရှိတယ်ဗျာလို့ဟုတ်လားဈေးပြားတွေရောကိုင်းလူလူရိတ်ခါတွေအများကြီးရှိတယ်ဗျာတိတ်ထောင်စီရှိတယ်ဗျာလို့တက်ကုန်နှိချုံကုန်ကိုင်းလဲလူလူရိတ်ခါတွေရှိတယ်ဗျာလို့ဘာလို့ရင်နဲ့စိတ်ကြောင်းနဲ့ပို့ဘာလို့မပို့နိုင်ရမှာလဲလို့နေရာကြာရပါဗျာပြောပြတော့ သင်ပြတာပေါ့အစစ်အစစ်လိမ့်နေတယ်ဆိုတဲ့အကြောင်းလေးကိုဦးစင်းကပြောပြတာပါဗျာလို့လူကြီးတယောက်နဲ့ပေါ့ကတော့ဗာပြောချင်တယ်ဆိုတော့တဘောပေါက်မှာပေါ့နော်ပေါ့ကတော့သူစီမှာရိတ်ခါလို့နေတယ်တနေ့ရာရီလို့နေတယ်တိုင်းမှုကိုတစ်ဆင့်ပြောပြီးလို့ခိုင်းတာလဲတော့အတူတူပဲလို့သူထင်ထင်မှာပေါ့ဗျာနော်အဲ့တော့အဓိကလူရေးပြောချင်တာကတော့ဦးစင်းတို့ကလို့ဒဂါကြီးတို့လို့အရေးချက်အရေးချင်းရှိတဲ့သူတွေလို့ရေးကရင်ရှိတဲ့သူတွေ ဗီဒီယိုမှာထားတဲ့အစရေလုတ်ပိုက်ဝင်နေအများကြီးရစေချင်တယ်လို့ပဲဦးဇင်းကတော့ဒါပြောလိုက်တာပေါ့နော်လုတ်ပိုက်ဝင်နေအများကြီးရစေချင်တယ်လို့ဦးဇင်းတို့နေပြည်တော်မှာဆိုရင်မထင်မှတ်ထားစရာလို့အတက်အရွယ်ရအတက်အရွယ်တော့မများဘူးတခါကြီးဥတည်ဦးလွန်းလို့လုံဆောင်ချက်ကောင်းတယ်လို့မက်ဆီယိုဘာညာတွားရလားဒါနေပြည်တော်နေပြည်တော်ပဲလုံးကြုံမှုတော့ရှိရပါတော့ကိုကတော့အဲ့ဒီချက်တော့စကိုင်းက သခိုင်းဘူကျုပ်တက်ပေါ်သခိုင်းမျိုးလေးတွေဟိုဗျသခိုင်းလည်းဒါတော့မှသခိုင်းဆိုလေဒုက္ခမစီယုံရတယ်လူအန်ဒီရဲ့မြို့မှာကြောက်လို့မဟုတ်ဘူးတဲ့ပြည်သူလူထုထိခိုက်မှာဆိုလို့ပြည်သူလူထုအန်ဒီရဲ့မြို့မှာဆိုလို့တဲ့နော်အဲ့တော့သခိုင်းမျိုးလူတို့ဒါများအားလုံးခင်ဗျားတို့ပုံမှာတကယ်စိတ်ရင်းမှန်တဲ့စေနာထားတာကဘာတူလဲငလျင်ပေးမှာတော့ကလည်း သူရာလူကြီးနဲ့သူအာနာနဲ့ရုံငန်းထဲကနေခိုင်းလို့ရဒါပဲနဲ့ပြည်သူလူထုနဲ့အကွင်းထဲကိုထိတွေ့တာဘသူတို့ခင်ဗျားတို့ဒါလေးတည်ရရပြီစကိုင်းမျိုးလူမဲပေးတာမပဲမဲပေးခြင်းမပေးခြင်းခင်ဗျားတို့ရဲ့အပိုင်းဒါနဲ့ခင်ဗျားတို့ကျေးဇူးတရားကိုနားလည်ပါတော့မပြောလို့ပါဘူးဦးဇင်းတို့ကနော်ကျေးဇူးတရားကိုနားလည်ပါလို့မပြောလို့ဘူးခင်ဗျားတို့ရေရှည်စီမံကိန်းကိုတွေ့ရပါလားရေရှည်စီမံကိန်းကိုတွေ့ရမှာရေရှည်ကိုတွေ့ရမှာ ။ဦးစင်းတို့မြန်မာလူမျိုးတွေကဟိုတလောကဆောင်းကတော်တဲ့မှာပါတီတစ်ခုကနေမှာအလန်းနေထောင်းတယ်။ကြာဇာဟင်းကားလာတိုက်တယ်ပေါ့နော်။ကြာဇာဟင်းကားလာတိုက်တဲ့ဗီဒီယိုတွေကိုကြာဇာဟင်းကားတိုက်တဲ့အခါမှာဘာလုပ်တယ်လဲဆိုတော့သူတို့ရဲ့အလန်းနေတာအလန်းနေထောင်းတယ်ပေါ့ဗျာ။ပြောရတော့ခမိုင်းဒေါ်တက်တက်ခိုင်တို့ပီတုံးလုံးပါတီတို့ပီတုံးလုံးပါတီပေါ့နော်ရက်ွက်ထဲမှာကလေးတွေကိုခေါ်တယ်ကလေးတွေကိုကြာစာဟင်းကားတိုက်တယ်တိုက်ရင်မအမတာဟိုပါပေါ့နော်သူတို့သူတို့ရဲ့ ကိုစားပြုအလံအနေနဲ့စီးယုံပါတယ်ပေါ့နော်စီးယုံပါတယ်အဲ့တော့လက်ရှိအနေစားနိုင်ငံရေးရတယ်လေခဏတွေ့ကြည့်ပြအဲ့ဒါဆိုလို့ဟုတ်လားဒါခါလေအဲ့ဒီအဲဇောင်းကရောလူဇောင်းကရောသားတွေအဲ့တော့လက်တွေကိုတဘောကြတယ်လားရေရှည်ခဏအရေးအရေးတို့တွေကိုတဘောကြတယ်လားခင်ဗျားတို့ရဲ့ဘဝမြင့်တယ်မို့လက်တွေ့ရရှိဖို့တဘောကြလားကိုယ့်အကူစဉ်းစားပေါ်ပြန်နော်ဒါခင်ဗျားတို့ရက်ွက်တွေကိုငကွက်ဥစဉ်ဆန်တို့စီတို့ဘာတို့ဥစဉ်လဲလားခဏခဏလားလူဘူးရတဲ့ လှူတာနော်ဥစဉ်တပည့်လေဒါအစင်ပြေပြေလို့လှူနေကြတာပါနော်ရုပ်ောက်ပဲဒီကကြမှာကြာစာရေးကလာတဲ့ရတယ်ဗာလာတဲ့ရဆိုတော့တကယ်တော့သူတို့ခင်ဗျားတို့ပုံမှာစေတာမေတ္တာထားတဲ့ဆိုလို့ရှိရဲ့အမှဆောင်တော့မှာခင်ဗျားတို့ဖြည့်ပြနေတဲ့အရာဒီချိန်ကြီးမလုပ်ပါနဲ့ဟုတ်ဒီချိန်ကြီးတို့သူတို့ဘယ်လိုဘယ်တော့နေရမလဲဒါပုဂ္ဂလိကရေလေဗျပုဂ္ဂလိခုဒီရက်ထဲမှာတော့မှ9ရက်နေ့တော့မှပြန်ဖြေအောင်မယ်တဲ့အဲ့ဖြတ်တဲ့ထဲမှာဘုံကြောင်နှစ်ကြောင်လဲပါတယ်ဘုံကြောင်နှစ်ကြောင်ဒါလည်းပုဂ္ဂလိကဖြတ်တာတော့အစိုးရဖြတ်တာမဟုတ် နိုင်ငံတော်အစိုးရစီမံချက်နှစ်ဖြင့်ကိုလက်ခံပေးလို့ရသေးတယ်နော်ဘုံကြောင်နဲ့ကြောင်တကယ်အလုံးလုံးတဲ့ဘုံကြောင်နော်ခင်ဗျားတို့ပါတီတကယ်စမ်းနေဆိုအဲ့ဘုံကြောင်နေကာကွယ်ပြေးပါအလုံးမလုံးတဲ့ဘုံကြောင်ဆိုလည်းတမျိုးပေါ့ဗျာအလုံးလုံးတဲ့ဘုံကြောင်နဲ့ကြောင်ကြောင်းကြီးတွေချိုးမယ်ဗျာခင်ဗျားတို့စဉ်းစားကြည့်နော်အာဆောင်ကတော်တွေကချိုးဘုံကြီးချိုးနဲ့ဘုံကြီးအစိုးဇိုးဆိုလားတွယ်ဆိုးဆိုလားတော့မတည်ဘူးဗျာနော်သူတို့ပြောတာတော့နွယ်ဆိုးလားဆိုးလားတော့မတည်ဘူးဗျာဘုံကြီးဆိုးနဲ့လူမိုက်ချိုးတဲ့နော် တခါလေခင်ဗျားကတို့တပည့်ထိထိနေရတယ်တို့တပည့်တွေအဲ့လိုအောင်တန်းကြတဲ့အလုပ်ကိုမလုပ်ဘူးဗျာနော်သူများမြေကြီးပါသူများဒုက္ခရောက်မှအလုပ်ကိုဘယ်တော့ခါမှမလုပ်ခဲ့လုပ်ရလေတို့ကလက်မခံဘူးနော်ဒါလို့လေခင်ဗျားတို့တီးဖို့လိုပါတယ်ဗျာဒါလေးလေဥစဉ်ပြောချင်လို့ပါနော်အဲ့တော့ပါတီတွေရဲ့နိုင်ငံရေးဆိုအရပဲဆိုတဲ့အကြောင်းလေးကိုပြောချင်တာဗျာနော်အဲ့ဇံကရောသူဇံကရောသားတွေခမရောမန္တလေးသူမန္တလေးသားတွေကြာစာရင်းကအောင်မမျောနဲ့ကြားလားနေရှိပါလုတ်ပြနေအောင်မြေခွင်းနဲ့ထုတ်မြေခွင်းနဲ့မိကျမတို့အခုဖြစ်ပြနေတယ်ကျမတို့ဒါလေးတင်ပြလို့မရဘူးလားပြောလို့မရဒါကိုပြောနော် အဲ့လိုမှအာကိုမရအောင်ဘယ်သူအဲ့လိုမှအာကိုမရဘူးဆိုရင်တော့ခင်ဗျားတို့ဒါအပေါ်ရလာပြီးမှနှမ်းဖြူတယ်လို့ပဲဥစဉ်အောင် တုံးလက်ချင်းနေပြအလုံးတာပါပဲဗျာ